ချစ်ခင်လေးစားရပါတော့တော်လိုင်းကလေးကပေါင်းလို့မင်္ဂလာပါရှင်။မေဦးမိသားစု channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုတစ်ခါဖတ်ပြပေးတော်မှာကတော့စာရေးဆရာကြီးဦးတင်ညွန့်အေးသားထားတော်အလားဆုံးတိုင်းပြည်ဆိုသည်မှာစူတမင်းကြီးသည်တရင်တစ်ခုကြားလိုက်ရသည်။အရှင်မင်းကြီးဈေးတွင် အလောတန်ဖိုးကြီးသော ကျုံမင်းကလေးတယောက် လီလံတင်းရန်ရှိနေသောသတင်းရပါသည်အဘေမြစီကြီးတည်းအချားကျွန်းမင်းကလေးများထက် အစတရာစီကြီးပါသည်ဖြင့်ဤမြစီကြီးတော်ကျွန်းဆိုသည်ကထူးခြားလာပြီရှေတော်မောက်တွင်းစီဒီလိုဖြင့်ကျွန်းမင်းကလေးသည်ဇူတန်မင်းကြီးရှေမောက်ရောက်လာသည်အတင်းကျွန်းမင်းမှာတင်းသည်အဘေကြောင့် ခြားမင်းကလေးများထက်ဇေနုံအစတရာမြင်ရသည်။ကျွန်တော်မျိုးမသည် အခြားသောမင်းကလေးများနှင့်မတူထူးချွန်ထက်မြက်သောဉာဏ်ပညာရှိသောကြောင့်ဖြစ်ပါသည်။ကောင်းပြီ။ဉာဏ်ရှိသည်ဆိုရင်သင်ကိုငါမေးကုန်မိမည်။သင်ဖြေနိုင်ရင်သင်ကိုကျွန်အဖြစ်ကလွတ်မည်။မဖြေနိုင်ရင်သင်ကိုတတ်မည်။ မိပါအရှင်အကောင်းဆုံးအဝတ်အစားသည် အပင်ဤအမွေးဆုံးရှင်နှံသည် အပင်ဤအရတာအရှိဆုံးအစားစားသည်အပင်ဤအနုညံ့ဆုံးအိပ်ရာသည် အပင်ဤအလားဆုံးတိုင်းပြည်သည်မြည်တိတိုင်းပြည်ဤစူတန်မင်းကြီးကချုံမင်းကလေးကို မိကုငါခုမိလီသည်မိင်္ဂလီကတည်ငြိမ်စွာဖြင့်ကျွန်တော်မျိုးဖြည်နိုင်လျင်လွတ်မီလောငါစကားတည်အပ်ဤသို့ဆိုလျင်အကျွန်းတိုင်းပြည်ကိုပြန်ရန်မြင်းကိုပြင်ပေးပါအရှင်ဖြည်ပါအောင်ဖြည်နိုင်မှလွတ်မီပါ ပထမမိကုကိုဖြည်ပါမည် အကောင်းဆုံးအဝတ်အစားဆိုဒီမှာစင်ရဲသားတွေဤအဝတ်အစားသားဖြစ်သည်တထဲသေးတာရှိသောထိုစင်ရဲသားတို့သည်နှွေမူဆောင်ထိုတထဲကိုသာဝစ်စင်နေရသောကြောင့်မြည်မြတ်စုပ်ပြဲရွံ့နေသည်ဖြစ်စီသူတို့အတွက်အကောင်းဆုံးဖြစ်သည်ဒုတိယမိကုံးကို ဖြေပါမည်အမွေးဆုံးရနံ့သည် အိမ်ထောင်ရှင်မများထံတွင်သာရှိသည်မိဖို့ကြောင့်လေကမထွက်ရသဖြင့်သူတို့ကိုယ်တွင်ဆွေးနေသောမိကိုနှင့်ဟိနှံများသည်သာအိမ်တအိမ်အတွက် အမွေးဆုံးရနှံများဖြစ်သည်တတိယမိကုန်းကိုဖြေပါမည်အယတာအရှိဆုံးအစားအစာဆိုသည်မှာစားလောင်နေချိန်တွင် စားလိုက်ရသောအစားအစာဖြစ်သည် စားလောင်နေချိန်တွင်မှိုတက်နေသောပေါမုတ်သည်ပင်အယတာရှိပါလိမ့်မည်။စတုတ္တမေကွန်းကို ဖြေပါမည်။အနုညံ့ဆုံးအိယာဆိုသည်မှာလူတယောက်အတွက်ငင်းချမ်းစွာဖြင့်အိဆက်ရသောအိယာဖြစ်သည်။ရွှေကရင်ပေါ်တွင်အိဆက်ရသည်ဖြစ်စေပူပင်သောကားဖြင့်မငင်းချမ်းသောနေရာ၌အိယာသောအခါထိုအိယာသည်စုအိယာသာဖြစ်မည်။ မြေပြင်ပေါ်တွင် အရာတီဖြစ်စေငင်းချမ်းနေလျင်ဥယျာဉ်နှင့်မလဲနိုင်ပါဂျုံမင်းကလေးသည်ထိုတို့ဖြီးပြီးနောက်နန်းတော်တကားပေါက်သို့လျှောက်သွားလေသည်ဆူတံပရင်ကမင်းကလေးတင်နောက်ဆုံးမိကုန်းကိုဖြည့်ရန်ကြံသေးသည် မလွတ်မြောက်သေးဂျုံမင်းကလေးကနောက်ပြန်လှည့်လိုက်ပြီးအရှင်မင်းကြီးအလားဆုံးတိုင်းပြည်ဆိုသည်က လွတ်လပ်တော်တိုင်းပြည်အယူတွေအုပ်ချုပ်ခြင်းမှ ကင်းဝေးတော်တိုင်းပြည်ဖြစ်သည်စူတန်ဘီရင်ကြီးကဂျုံမင်းကလေးအဖြေတွေကိုနားထောင်ပြီးနောက်ကောင်းပေစွာ တင်ဒီကဉာဏ်ပညာနှင့်ပြည့်စုံလာပေသည်တကားဟုမှတ်ချက်ပြုသည်မင်းကလေးသည်မြင်းပေါ်တက်ပြီးသူ့တိုင်းပြည်ကို ပြန်သွားသည်။ဆူတန်လည်း ငါကအယူမှမဟုတ်တာဟုဖြေတိတ်ကကြံခဲ့သည် so the most beautiful country တင်ညွန့်အခုလိုအဆုံးထိလိုက်ပါနာစီပီသူတူချင်းစီတိုင်းကိုဂျေဆုမြားကြီးတင်ပါရရှင်နောက်တစ်နောက်တဲ့ဗီဒီယိုတိုင်းမှာလေးပါဝင်နာဆောင်ဆင်းရဲပြီပို့ဒီတာရက်ခတ်ပါရရှင်